မင်္ဂလာပါခင်ဗျာအော်တိုဘားလာ28ရက်နေ့ရွှေရံငုံရဲ့အသီးမဲ့ဖော်ရသတင်းကပါအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာအကြီးအမားဆုံးစစ်သမောဆေလွတ်မှုထာဝရစစ်ပွဲကိုအမေရိကန်ဖန်တီးမှုဟုဗင်နီဇွဲလားသမ္မတမာဂျူရိုဆွဆွဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆန်ဟာကမ္ဘာအကြီးအမားဆုံးစစ်သမောတစ်စီးဖြစ်တဲ့ USS R4 ကိုအော်တိုဘားလာ24ရက်နေ့မှာမြေထဲပင်လယ်မှ Caribbean ပင်လယ်ဘက်သို့ဦးတည်စေလွတ်ခဲ့တဲ့အတွက် ထာဝရစစ်ပွဲဖန်တီးမှုဟုဗင်နီဇွဲလားသမရမာဂျူရိုကနိုင်ငံပိုင်ရုပ်သံမှဆွဆွဲပြောဆိုကြောင်းသတင်းများကဖော်ပြပါတယ်။ထာဝရစစ်ပွဲဖြစ်စီမှုဖန်တီးနေတာပါ။ဘယ်တော့မှစစ်ပွဲတဲ့နောက်ထပ်ဝင်မပါစေရဘူးပြောနေပေမဲ့သူတို့ပဲစစ်ပွဲကိုဖန်တီးနေတာလို့မာဂျူရိုကပြောပါတယ်။ USSR4 ဟာလရင်90ကိုတင်ဆောင်နိုင်ကဒေါ်နယ်ထရန့်ဟာမာဂျူရိုနဲ့ကိုလံဘီယာသမရတို့အားမူးယစ်မှောင်ကိုမှုများနောက်ကွယ်ကမှခေါင်းဆောင်များဟုကြေညာထားပြီးပင်လယ်ပြင်အတွင်းမှမူးယစ်လေများဇက်တိုက်ပစ်ခတ်ဖျက်ဆီးနေတယ်လို့ မွင့်စေတင်ဆောင်ရေငုပ်သမောတစည်းကိုပါဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခဲ့တာကုန်းပြေပေါ်သို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့အတိလင်းကြေညာထားကြောင်းသတင်းများကဖော်ပြထားပါတယ်ဆက်လက်တင်ဆက်မယ့်သတင်းကတော့ News Sign အုံတုံးကြီးကမြေသိကာဝေးစနစ်မဆိုးရှောင်ကွဲနိုင်ကြောင်းပူတင်ပြောတဲ့သတင်းပဲဖြစ်ပါတယ်ရုရှားနိုင်ငံဟာနျူကလ িয়ার ထိပ်ပူးတက်ဆင်နိုင်တဲ့နျူကလ িয়ার ဆွိုင်းအုံပူရက်ဘန်နက်ခရစ်တုံးကြီးကိုအောင်မြင်စွာဆက်တက်နိုင်ကြောင်း ၎င်းတနက်ဟာမိသည့်ကာဝေးစနစ်မဆိုးရှောင်ကွင်းနိုင်ကြောင်းမော်စကိုကပြောကြားခဲ့ပါတယ်။အဆိုပါလက်နက်ကိုဖြန့်ကျက်ရန်အတွက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဗလာဒီမာပူတင်ကတနင်္ဂနွေနေ့မှာပြောကြားခဲ့ပါတယ်။အော်တိုဝါလာ22ရက်နေ့ကဒုံးကြီးစမ်းသက်ရာ၌ဒုံးကြီးဟာအကွာအဝေး8,900မိုင်အထိပြန်တန်းကဝေးမှာ15နာရီကြာအထိရှိနေခဲ့တယ်လို့ရုရှားစစ်ဦးစီးချုပ်အရာရှိချုပ်ရုရှားတိုက်တန်းဗိုလ်ချုပ်ကြီးဘယ်လာရီဂါရာစီဘော့ကပူတင်ကိုပြောကြားခဲ့ကြောင်းသိရပါတယ်။နေတော့ဘက်က SSH9 Skyfall လို့အမည်ပေးထားတဲ့ 9M730 Crest တုံးကြီးဟာအကန့်အသတ်မဲ့လူနီးပန်းဖြစ်သောအကွာအဝေးနှင့်တိုတင်မခံမနိုင်သောပြန်တိုက်ရလမ်းကြောင်းတို့ကြောင့်လက်ရှိအနာဂတ်ဒုံးကြီးကာဝေးရေးစနစ်များကသူတို့ကိုဟန်တားနိုင်စွမ်းမရှိကြောင်းရုရှားကပြောကြားခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ UN အလုံးမလုပ်ဘူးလို့ဘရာဇီးသမ္မတလူလာမလီခီးစင်မှာရှုံချတဲ့သတင်းပဲဖြစ်ပါတယ်။ ရှီဝမ်ကုလသမဂ္ဂအဖွဲ့အလုံးမလုံးဘူးလို့မလေးရှားရောက်နေတဲ့ဘရာဇီးသမရလူလာဒါစီဘာကအော်တိုဘာလ25ရက်နေ့မှာရှုတ်ချပြောဆိုလိုက်ကြောင်းသိရပါတယ်။ကွာလာလမ်ပူမှာမလေးရှားဝန်ကြီးချုပ်အန်ဝါဘီဟာရာဘင်နဲ့တွေ့ဆုံပွဲပြုလုပ်ပြီးတဲ့နောက်ပူးတဲ့သတင်းစာရှင်းလင်းပတ်မှာလူလာက UN အလုံးမလုံးတော်ကြောင်း UN က80အရေးမပါတော့တဲ့အခြေအနေကိုရောက်နေပြီး ဒီတိုင်းဆက်သွားရင်မဖြစ်နိုင်ကြောင်းဝေဖန်သတိပေးခဲ့တယ်လို့ဆိုပါတယ်အဆိုပါကုလသမဂ္ဂလုံခြုံရေးကောင်စီကအလုံးမလုံတော့ဘူးအခုဆိုကုလသမဂ္ဂလုံခြုံရေးကောင်စီကအလုံးမလုံတော့ဘူးနောက်ပိုင်းဖြစ်လာတဲ့စစ်ပွဲတိုင်းဟာအဲ့ဒီလုံခြုံရေးကောင်စီရဲ့အဖွဲ့ဝင်ဆိုတဲ့နိုင်ငံတွေကပဲညှိနှိုင်းမှုမရှိတာဝန်ခံမှုမရှိပဲစတင်ခဲ့တာလို့ဘရာဇီးသမ္မတကအသုံးသက်ပြောဆိုပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ American ရေတပ်တိုက်လေယာဉ်နဲ့ရဟန်းယာဉ်တောင်တရုတ်ပင်လယ်မှာပြတ်ကျဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ American USS Navy-San Leiden သမောပေါ်မှာတိုက်လေယာဉ်တစ်စင်းနဲ့ရဟန်းယာဉ်တစ်စီးတို့ဟာအော်တိုဘားလ26ရက်နေ့မိုးလယ်ပိုင်းကတောင်တရုတ်ပင်လယ်မှာပြတ်ကျခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ MH-60R Seahawk ရဟန်းယာဉ်မှာလေယာဉ်အမှုတန်း3ယောက်ကိုကယ်တင်နိုင်ခဲ့ပြီး F-18F Super Hawk တိုက်လေရင်ပေါ်မှာလေရင်မှုနှစ်ယောက်ကလည်းလေဒီနဲ့ခုံထွက်ကဘေးကင်းတယ်လို့ American Pacific ရေးတပ်ကပြောပါရယ်။မိနစ်30အတွင်းဖြစ်ပွားခဲ့တဲ့ပြက်ကျမှုနှစ်ခုအကြောင်းရင်းကိုတော့စုံစမ်းစစ်ဆေးနေတယ်လို့တာဝန်ရှိသူတွေကပြောပါရယ်။ USS Nimitz ဟာရေမင်းသဘုံတွေကိုကုန်တင်သမောတွေတိုက်ခိုက်မှုအနေနဲ့တုံ့ပြန်တဲ့ အနေနဲ့နွေရာသီလျှောက်လုံးနီးပိုင်းအရှိလဲပိုင်းမှာတက်ဖြတ်နေကြတာဖြစ်ကြောင်းသိရပါတယ်နောက်တင်ဆက်မဲ့သတင်းကမေရှားတပ်ထုနားလည်မှုစာကျွမ်းလာကြောင်းအမေရိကန်နဲ့တရုတ်တို့ကြားဂျားညံနိုင်ကြောင်းထိုက်ပါရီနှစ်ခုကအစိုးရကိုသတိပေးတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းအစိုးရကအမေရိကန်နဲ့အရေးပါတဲ့မေရှားတပ်ထုသေယံစာတာများထောက်ပံ့ရေးဆိုင်ရာနားလည်မှုစာကျွမ်း MOU အသစ်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းကြောင့်ရဲသေယံစာတာများကိုလိုအပ်နေတဲ့တရုတ်နိုင်ငံနဲ့ဂျားညက်ပြီးစိုးကြုံများဖြစ်ပေါ်လာနိုင်ကြောင်းဒီမိုကရက်ပါတီနဲ့ပီပယ်ပါတီတို့ကဝန်ကြီးချုပ်အနူတင်ချန်ဝီရာကူ အစိုးရအဖွဲ့အားသတိပေးလိုက်ကြောင်းဘန်ကောက်ပို့သတင်းမှဖော်ပြထားပါတယ်။အမေရိကန်သမ္မတအင်ဂျီရောကထုတ်ပြန်လိုက်တဲ့ကမ္ဘာလုံးဆိုင်ရာအရေးပါတဲ့သင်္ကန်းစာရထောက်ပံ့ရေးကွင်းဆက်များတိုးချဲ့ရန်နဲ့ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရန်အတွက်အမေရိကန်နဲ့ထိုင်းအစိုးရကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာကြွင်လာကြေညာချက်ကိုထိုင်းနိုင်ငံရေးပါတီများကရင်းညွှန်းကယခုကတည်းကသတိပေးခြင်းဖြစ်ကြောင်းသတင်းများကဖော်ပြထားပါတယ်ခင်ဗျာ။